ထိုင်းမြန်မာနယ်စပ်မြားရီတဖက်ကန်ကမဲဆောက်မြို့ကိုရောက်ရှိနေတဲ့ထိုင်းဝန်ကြီးချုပ်အနုထင်ကကြားဖြန့်စစ်ပွဲဆင်နွှဲတော်မယ်လို့ပြောဆိုလိုက်ပါတယ်။မောင်တူးသတင်းပြဖို့ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။ထိုင်းဝန်ကြီးချုပ်အနုထင်ချမ်းဝီရက်ကွန်ဟာ ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့ကိုနိုဝင်ဘာလ10ရက်နေ့ကရောက်လာပြီးကြားဖြန့်စစ်ပွဲဆင်နွှဲတော်မယ်လို့ပြောကြားခဲ့တာပါ။ไปตัดสายสัญญาณอย่างเดียวก็ไปพอแล้วที่วันนี้จับเขาเรียกอะไรนะ online လင်းလေကြားဖြန့်နေက Starlink internet တွေတုံးကြတယ် Starlink နေမဲဆောက်မှာဘန်ကောက်မှာရာပေါင်းများစွာမိတယ်ဒါတွေကလေစိတ်ကနေဝင်လာတာတွေမဟုတ်ဘူးမဲခေါင်မြှွမ်းရေချောင်းကပါဝင်လာနေတာပါ ထိမ့်သိမ့်လို့မနိုင်တော့အောင်ကိုပေါများနေပါတယ်ကြားဖြန့်ကိုစစ်ပွဲဆင်နွှဲသွားရမယ်လို့ထိုင်းဝန်ကြီးချုပ်ကပြောသွားခဲ့တာပါ ဒါအပြင်မဲဆောက်ကနေနေရပြန်ပို့တဲ့ကြားပြန့်လုတ်သားအိန္ဒိယနိုင်ငံသားတွေကိုလည်းဝန်ကြီးချုပ်ကတွေ့ဆုံခဲ့သလိုသိန်းစီရမိတဲ့စတားလင်ဆက်သွယ်ရေးပစ္စည်းတွေကိုလည်းကြီးစုစစ်ဆေးသွားပါတယ်။တချိန်တည်းမှာပဲ အာနာသိန်းစစ်တပ်ဖက်ကလည်းကေကေပတ်ကြားဖြန့်ဝင်းထဲမှာနေ့စဉ်ဘုံခွဲဖျက်ဆီးနေတာကြောင့်တောင်းရင်မြစ်တစ်ဖက်ကန်းကမဲဆောက်မြို့နယ်အဆက်ကြီးရွာသူကြီးရွာသားတွေလည်းကြောက်ရွံ့စိုးရိမ်နေရဇဲပါပေါ်ကွာทําไมต้องกลัวล่ะครับเขาทําอะไรกลัวดิอันนี้มันบုံนี่คွဲတော့จောက်တယ်บုံคွဲတဲ့นี้ล้านเนี่ยမဟုတ်ပဲจ้าဖြန့်ကိုတခြားนี้တွေเนี่ยနှိမ်နှင်းပါလား အခုတော့ကျမတို့မှာအယန်းအန်ဒရယ်များပါတယ်လို့ထိုင်းဘာသာနဲ့ပြောသွားတာပါနောက်ထပ်ထိုင်းမျိုးသမီးနှစ်ဦးကလည်းဘုံလီကအိနီကိုလာထိမှန်တော့အိမ်မာကိုမနေရသလိုဘုံခွဲတာဒီမြန်မာဘက်ကရပ်ပေးကြခြင်းကြောင်းပြောသွားခဲ့တာပါမလွန့်လုံမာโดนแล้วโดนอีกอ่ะแล้วจะให้ชาวบ้านอยู่ยังไง ะให้รอนานขนาดไหนบ้านตัววานน่ะเหรอพ่อหลวงမဲဆောက်ရောက်ထိုင်းဝန်ကြီးချုပ်ကတော့မြောက်ရီပါဝင်မြန်မာနေဆက်တွေကိုအင်တာနက်လိုင်းလက်စင်မီလိုင်းနဲ့လောင်စာစီတွေပိတ်ပင်ထားတာကိုလည်းတင်းတင်းကြပ်ကြပ်ဆက်လက်ပိတ်ပင်သွားမှာဖြစ်ကြောင်းပြောသွားခဲ့ပါတယ်ခင်ဗျာကျွန်တော်မောင်တူပါအရင်ကောင်3ตัดตัดไฟตัดเชื้อเพลิงตัดสัญญาณ อันนี้จะดําเนินการทันที